အားလုံးပဲမင်္ဂလာပါရှင်စွဲစုံမြန်မာ channel မှာကြိုဆိုပါတယ်တိဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်နန်ကြီးကဲအုတ်ချုပ်သူများအကြောင်းပဲဖြစ်ပါတယ်တိုက်တစ်ခုမှာအုတ်ချုပ်သူအကြီးကဲကမပါမဖြစ်အဓိကအရေးကြီးပါတယ်အုတ်ချုပ်ပုံအုတ်ချုပ်နီးမတူသလို အပြစ်ပေးတာချင်းလည်းမတူကြပါဘူးတချို့တိုက်တွေကနည်းနည်းလေးမှားတာတော့အမှားမခံတတ်ကြပါဘူး။တိုက်နှန်းကလက်ပြရှင်ကိုဘယ်သူမှထိခိုက်နိုင်ခြင်းအောင်လုပ်တာမကြိုက်ပါဘူး။ တခုခုထိခိုက်ပြီဆိုတာနဲ့တစ်ဖက်လူဒုက္ခရအောင်နှောက်ယှက်အနိုင်ယူကြပါတယ်။ဒါကလိပ်ဖြာရှင်တိုင်းကိုကောက်ဝဲတာမဟုတ်ပါဘူး။အကြီးကဲနဲ့နီးစပ်ပြီးပတ်သက်ဆက်နွယ်မှုရှိတဲ့လူပုဂ္ဂိုလ်ကိုအဓိကကောက်ဝဲတာပါ။ဥပမာသွေးသားတော်ဆက်မှုရှိသူတွေကို ဆိုလိုတာပါ။အပြစ်တစ်ခုခုလှောက်ဆောင်ရင်တော့တခြားသူတွေနဲ့နီးတူစွာအပြစ်ပေးတတ်ကြပါတယ်။ နာဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။ဘုသူတရရာဇများကိုတင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ဖို့တောင်းဆိုပါရစေ။ notification bell လေးများလည်းနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။